အားလုံးမင်္ဂလာပါခင်ဗျာအော်တိုဝါလာ၄ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပြပါမယ်ပထမဆုံးပြောချင်တာကတော့ကြောင်မဲပဲပေါ့เนาะဒီနေ့လည်းကြောင်မဲကြောင်မဲနည်းနည်းပြောရအောင်ပါကြောင်မဲကိုခဏဆိုင်အတောင်ရှိတဲ့သူတွေပြန်လည်ရောက်ရှိသွားတယ်ကာကြီးကားငယ်တွေနဲ့နိုင်ငံတော်အစိုးရရှမ်းပြည်နယ်အစိုးရဖွဲ့ကစီစဉ်ထားပြီးတဲ့စာနယ်ရိက္ခာတွေရောက်ရှိသွားတယ်ကျမကြီးစောက်ရှောက်မှုတွေပြုလုပ်နိုင်မှုအတွက်အခုဆိုလို့ရှိရင်ဆေးရုံဆေးကန်းတွေတန်ရှင်းလုပ်နေတာပေါ့နော်တမလို့သားရင်းနဲ့ပြည်သူတွေနဲ့အတူတူလုပ်နေတာတွေ့ရတယ် နောက်တစ်ချက်ကကြတော့စာသင်ကျောင်းတွေအများဆုံးပြန်လည်ဖွင့်လှစ်နိုင်မှုအတွက်စာသင်ကျောင်းတွေကိုလည်းပြန်လည်ရှင်းလင်းရေးတွေလုပ်ဆောင်နေတာတက်မတော်သားတွေပြည်သူတွေနဲ့အတူတကွမြင်တွေ့ရတာကြည်နူးစရာကောင်းပါတယ်။ကျောင်းမင်းနဲ့ပတ်သက်ပြီးတော့ဒီအပိုင်းမှာသွားဖို့တော့ရှိပါတယ်။ပြင်တော့ပြင်ဆင်ထားပါတယ်။ဒါပေမဲ့ကျွန်တော်စီးနေတဲ့ကားလေးကအဲ့ဒီဖုတ်သွင်းလမ်းမကိုတက်ရောက်တဲ့အထိကြက်ခတ်မှုတိတ်မပြေပါဘူးလို့ထင်တယ်ပေါ့နော်။အဲဒါကြောင့်မလို့ နည်းနည်းလေးအဲ့ဒါလေးနည်းနည်းလေးပြည်လေသွားရဲဆိုလို့ရှိရင်သွားမှာပေါ့နည်းနည်းကားလေးရှာနေတဲ့သဘောမှာရှိပါတယ်နောက်တစ်ချက်ကကြတော့လုံညူရေးပိုင်းအခြေအနေရပေါ့နော်ကျွန်တော်တို့ကချိန်ပြီးဆက်ပြီးသွားမှာဖြစ်တဲ့အတွက်ဒါလည်းနည်းနည်းလေးပူပန်စရာဖြစ်ပါတယ်အဲ့တော့သွားတော့တော့သွားမှာပါနော်သွားတော့သွားမှာပါကြောင်မဲရောက်တဲ့ထိသွားမှာပါကြောင်မဲဟိုဘချမ်းမှာအတိုက်ပွဲအချိုးဆက်ရှိနေလို့မယ်တီဘောဘက်သွားတဲ့လမ်းမှာပေါ့နော်လုံညူတစ်ဖက်ဝင်နေနေနဲ့ကြောင်မဲကနေဆုတ်ပြီးသွားတဲ့ပလောင်လက်နက်ကင်အကြံဖက်တဲ့ပုံတွေကိုလိုက်လံရှင်းလင်းနေပါတယ် ထွက်လာတဲ့ရုပ်သံဖိုင်တစ်ဖိုင်အရာအဲဒီရုပ်သံဖိုင်ထဲမှာရှမ်းစကားလို့ပြောနေတာတယောက်ကကက်ပရှင်ထိုးထားတာတွေ့ပါတယ်အဲ့ဒါကတက်မတော်ရဲ့ရှင်းလင်းမှုမှာပလောင်ဖွဲ့တွေတယောက်ပြီးတယောက်အသက်နဲ့တိုင်ဟာရပြီးတော့လဲကျသွားတာတွေရှိတယ်ပေါ့ပလောင်တွေထိသွားပြီးထိသွားပြီးဆိုတဲ့ပုံစံမျိုးပြောဆိုနေတဲ့ကက်ပရှင်တခုလည်းကျွန်တော်တွေ့ရပါတယ်အဲ့တော့ကြောက်မဲရဲ့ဟိုဘက်ကိုဆက်လက်ပြီးရှင်းလင်းနေပြီဆိုတဲ့သဘောမှာကျွန်တော်တွေ့ရတာဖြစ်ပါတယ်။အဲ့တော့ကြောက်မဲမြို့အမြန်ဆုံးအေးချမ်းပါစီအဲ့တော့မကြခင်လဲဒါတီဘိုးကို ဝင်ရောက်နိုင်ပါစေလို့ဆုတောင်းပါတယ်ဒီဘုတ်ကိုလည်းအများဆုံးသိမ့်နိုင်ပါစေဒီဘုတ်ကိုသိမ့်မှုကြပြန်တော့လည်းဂျားနယ်မှာအခက်အခဲတွေရှိပါအောင်မယ်ကျွန်တော်ထင်တယ်လို့တို့ဘောဂျူတရားကိုလာမသိဘူးတို့ချိုးထားတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဘူဘချက်မှာတို့ဖြက်စီးထားရတယ်လည်းအများကြီးရှိတယ်ပေါ့နော်အဲ့စံဖိတ်မှာတော့လီချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ကြားတယ်။စံဖိတ်ဆိုတာတစ်တုံညာနှစ်ခွန်းတော့က TNL ဖွဲ့ဝင်တွေအခြေချတက်ဆွဲခဲ့တဲ့နေရာပဲ။အခုချိန်မှာအဲ့မှာရှိလားမရှိလားဆိုတာတော့ ကျွန်တော်တီဘောနဲ့ဆက်ပြီးတော့စကားပြောရမယ့်အခြေအနေဖြစ်သွားပါပြီ။အရင်တော့တော့ကြောက်မဲတဲ့ရင်တွေကိုကြောက်မဲမှာရှိတဲ့ဒေသခံတွေနဲ့ကျွန်တော်တို့အခြေဆက်အများအားရခဲ့တယ်ပေါ့နော်။ဘယ်နေရာမှာပါရှိတယ်၊ဘယ်နေရာမှာဘယ်နှစ်ယောက်၊ဘယ်နေရာမှာဘယ်နှစ်ယောက်စုဖွဲ့တယ်ဆိုတာအစားကြောက်မဲဒေသခံတွေကတကယ်တရင်ပေးခဲ့ပါတယ်။နော်။အခုလည်းတီဘောကိုကျွန်တော်တို့ဆက်ရမယ့်အခြေအနေရောက်သွားပါပြီ။နောက်နေ့မှာတီဘောနဲ့ပတ်သက်တဲ့အချက်လက်တွေကျွန်တော်တို့ဆက်ပြီးတော့တင်ဆက်ပေးမှာဖြစ်ပါတယ်။နောက်တဲ့ရင်တွေကတော့ AA ကိုထောက်ခံတဲ့နိုင်ငံသားရောက်ရခိုင်အဖွဲ့တွေက AA ကို international မှာအတိမှတ်ပြုဖို့အတွက်အဖွဲ့ပေါင်း200နဲ့2ဖွဲ့ဆိုလားမသိဘူးစုပေါင်းပြီးတော့တောင်းဆိုကြတယ်တဲ့ AA ကမွေးစေဝါကုံသွဲတဲ့အကြောင်းလေးပါထည့်ပြီးရေးလိုက်အောင်ပေါ့နော်စုပေါင်းပြီးတောင်းဆိုတဲ့အဖွဲ့တွေဆိုတာလဲဘာအဖွဲ့တွေမှလည်းမသိပါဘူးဘယ်အဖွဲ့တွေမှလည်းမသိပါဘူးဘာလို့ဖို့ဖွဲ့ထားတဲ့အဖွဲ့တွေမှလည်းမသိပါဘူးနော်ရခိုင်ပြည်နယ်လူနေရာချင်းချင်းလေးမှာတို့ကဘာအဖွဲ့တွေဖွဲ့ပြီးဘာလုပ်ကြတာလဲတော့မပြောတတ်ဘူးအဖွဲ့ပေါင်း200လောက်က AA ကို International Legitimacy ရဖို့အတွက် ။စုပေါင်းပြီးတောင်းဆိုကြတယ်တဲ့။ဒီနေမြေအုပ်ချုပ်ရေးဒီမှာ AU ကိုပဲအတိမတ်ပြုဖို့ပေါ့နော်။တောင်းဆိုကြတယ်ပေါ့။ကုလသမဂ္ဂကိုလည်းသူတို့ကအတက်နိုင်ဆုံးနီးကအောင်လုပ်ပြီးသူတို့တောင်းဆိုသွားမယ်ဆိုတဲ့သဘောမှရှိတယ်။ဒါပေမဲ့လည်းအဲ့လိုစာတွေပို့တိုင်းတာအတိမတ်ပြုရေးဆိုလို့ရှိရင် NUG တို့အခုဆိုလို့ရှိရင်တကဘာလုံးတော့ပတ်ပြီးအုပ်ချုပ်နေလို့ရပြီ။နော်။သူတို့ဆိုလို့ရှိရင်ဒါ AA ပုံတူကူးချရတဲ့တူပါတယ်။ NUG ဆိုလို့ရှိရင်အစောပိုင်းတည်းက နော်ဘာတစ်ခုလှုပ်လိုက်ပါဆိုလို့ရှိရင်အနောက်မှာတို့ကအဖွဲပေါင်းဘလောက်စုပေါင်းတောင်းဆိုဆိုပြီးလာတယ်။ဘာအဖွဲတွေမှန်းလည်းမသိဘူးအဲ့ဒီအဖွဲတွေကကွက်ပြောက်တွေပေါ့အဲ့ဒီအဖွဲတွေကကွက်ပြောက်တွေ။ဘယ်ကနာမည်အစ်စ်တွေနဲ့ထွက်လာမှန်းလည်းမသိဘူး။ကိုယ်လည်းမသိဘူး။ကြားလည်းမကြားဘူး။ကြားဘူးတဲ့အဖွဲတချို့ရှိကောင်းရှိလိမ့်မယ်။ဒါပေမဲ့အနည်းစုပဲ။မလေးလာလို့တော့မဟုတ်တော့အဲ့ဒီအဖွဲတွေအကုန်လုံးတော်တော်များများကိုသိတယ်။တို့ပြောတဲ့အဖွဲတွေထွက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့မရင်းနှီးတဲ့အဖွဲတွေဖြစ်လာတာ။နော်အခုအဲ့ဒီအဖွဲတွေက AA ကို legitimacy ရဖို့အတွက်တောင်းဆိုမှာပေါ့နော်။အဲ့တော့တို့ မေရိကန်မှာနေတဲ့ AA ဖွဲ့တွေကကုလသမဂ္ဂပေါ် UN OCHA တို့ WFP တို့ INGO ဖွဲ့တွေကိုသူတို့အနေနဲ့တောက်ဆုသွားမယ်လို့သိရပါတယ်။နောက်တဲ့တင်ဘုတ်ကတော့သူတို့မကြည့်တင်ခဲ့ရေးထားတဲ့တင်ပေါ့နော်။အော်တိုဘာ၂ရက်နေ့တုန်းကပြည်ပြေးမီဒီယာတခုရေးထားတဲ့တင်ပေါ့။အဲ့ဒါကစစ်ကော်မရှင်ကတဲ့နန်စီရီယန်ဝန်ထမ်းတွေကိုမကြာခဏထောက်ပံ့ကြီးတွေတိုးပေးနေပေမဲ့ NUG ကစီရီယန်တွေကိုလုံလောက်တဲ့အကူအညီမပေးနိုင်ဘူးဆိုပြီးတော့ရေးထားတယ်ပေါ့နော်။အဲ့ဒီတင်တော်တော်နဝင်ချိုးတယ်။ ဒီတခါတော့သူတို့အမှန်တရားတွေရေးကြပါလားလို့ကျွန်တော်တွေးမိပါသေးတယ်နော်အဲ့တော့အစတွေကစီဒရာမန်လို့လုတ်ခဲ့တာမှမဟုတ်တာအကုန်လုံးကနိုင်ငံရေးရဲ့အသုံးချတဲ့သားကောင်တွေပဲစီဒီယန်လုတ်ပါစီဒီယန်လုတ်ပါလို့ပြောတဲ့သူတွေအကုန်လုံးကတယောက်မှစင်ရဲနေတဲ့သူတွေမရှိဘူးအကုန်လုံးကချမ်းသာတယ်ကိုယ့်ဘဝကိုရည်တည်နိုင်တဲ့သူတွေကြီးပဲနော်ဒါကလုတ်ပါလို့တိုက်တွန်းနေတဲ့သူတွေအဲ့ဒီသူတွေအခုပဲမှာလဲနိုင်ငံသားမှလေတချို့ဆိုလို့ရှိရင်ဒေါ်လာ၄၅သိန်းတသန်းနံလောက်အိမ်တွေဝယ်ပြီးတော့ US လိုနိုင်ငံမျိုးမှာနေနေကြပြီနော်လင်းငါသိန်းတသန်းမြန်မာငွေနဲ့တော့မတွက်နဲ့နော်မြန်မာငွေနဲ့တွက်မှဆိုရင်တကယ်ကောင်းတဲ့ဒါစိန်ခံအိမ်တစ်လုံးဝယ်လို့ရတဲ့ဈေးတွေဒေါ်လာတသန်းဆိုနေတော့ဈေးမဟုတ်နော်အဲ့တော့အဲ့လိုအိမ်မျိုးတွေဝယ်ပြီးတော့အမေရိကန်မှာနေနေကြပြီအဲ့တော့ CDN ဝန်ထမ်းတွေတွက်ကတော့မြိတ်ရင်20ပေါ့20တောင်များမယ်မြိတ်20ပေါ့နော်မြိတ်20ပဲကြာမှာသူတို့တွက်အဲ့တော့ CDN CDN ဆိုပြီးပြောပြီးတော့အဲ CDN လုံးလိုက်တဲ့သူတွေအချို့ဆိုလို့ရှိရင်ဘဝပြတ်သွားပြီကိုယ်ရရောင်းတဲ့သူနဲ့ နော်နေဆက်မှာကုံစိမ်းထမ်းတဲ့သူနဲ့ဈေးထဲမှာကုံစိမ်းထမ်းတဲ့သူနဲ့ပျံလုတဲ့သူနဲ့တို့အုပ်ခုချိန်မှာအင်တာဗျူးသွားမိလိုက်နောက်လာရလားမရဘူးလို့ပဲပြောမှာပဲဒါပေမဲ့ညတိုင်းကြိတ်ငုံနေတာတော့တို့ပဲရှိတယ်နော်ညတိုင်းကြိတ်ငုံနေရတယ်ဘာကြောက်လဲဆိုတော့နိုင်ငံဝန်ထမ်းဘဝကနေပြီးတော့နိုင်ငံကြီးတွေးထုတ်လို့ဆောင်မှုတွေနောက်ကိုလိုက်သွားလို့စိတ်တက်ပြင်းပြနေခဏပဲနောက်ပိုင်းနောက်သားမရတဲ့သူတယောက်မှမရှိဘူး ကျွန်တော်တို့ပြန်ကြတော့အကုန်လုံးတောင်တားနေနေရအဲ့တော့တချို့ကြတော့ပြန်ဝင်လာကြတယ်အဲ့မှလည်း conflict တွေဖြစ်တယ်ဒီဘက်ဒီဘက်ချမ်းတိုင်ဝမ်မှာ conflict ပြန်ဖြစ်တယ်ဒီထောက်ပံ့ကြီးတိုးတဲ့ထဲမှာ CDM ပြန်ဝင်လာတဲ့သူတွေရောပါလာပါလာစသဖြင့်ဒီလိုပုံစံမျိုးတွေပြောကြတယ်ဆိုတော့အခါကြလို့ရှိရင်တော့ကျွန်တော်တို့ကဟိုဘယ်သူမှလိုက်ပြောတာတော့မဟုတ်ဘူးလက်ခံအားမှဟာလည်းလက်ခံအားမှပဲအဲ့လိုမျိုးသားလက်မခံကြီးဆိုလို့ရှိရင်ကျွန်တော်တို့အမုန်းတရားတွေအများကြီးပွားပြီးတော့စူးအနေနဲ့ထိတ်ချုပ်ဝခတ်တဲ့အနေထားကိုရောက်သွားတယ်နောက်အဲ့တော့ညီသူညီမဆက်ဆံတာပို့ပြီးတော့ အဆင်ပြေပါတယ်ထားလိုက်ပါတော့ခုနကတော့ CDN ဝန်ထမ်းတွေဘာမှမရတာနဲ့ပတ်သက်ပြီးပြန်ပြောပါအောင်မယ်နိုင်ငံတော်နိုင်ငံဝန်ထမ်းတော့တိမ့်နဲ့တန်းနဲ့ရှိရှိတယ်အဲ့ဒီက CDN လို့သွားတယ်ဆိုတော့သူတွေကလက်တဆုပ်စာလောက်ပဲရှိတယ်အဲ့ဒီလက်တဆုပ်စာလောက်တော့ဘယ်သူမှလိုက်ပြီးတော့မျောလဲမနေတော့ပြန်ဝင်လာတဲ့လူကအများစုပဲနော်နိုင်ငံရေးကြောက်သွေးဆောင်ဖျားယောင်ခံရလို့ပါသွားတယ်ဒါပေမဲ့ပြန်ဝင်လာတဲ့သူက အများစုဖြစ်တဲ့ခါကျတော့ channel တူကတော့မျက်ရည်နဲ့မျက်ခေါ်သူ့ဘဝနဲ့သူဆက်နေတဲ့ပုံမှာရှိတယ်။အဲ့တော့အဲ့လိုလူမျိုးတွေကိုအစတည်းကထောက်ပံ့မှာပဲဘဝအာမခံချက်ကိုပြီးပါမယ်ဆိုပြောခဲ့တဲ့သူတွေ။နော်ပြည်ထဲမှာလည်းလက်ရှိရှိနေတဲ့သူတွေဆိုကြောင်ကြာတွေပါရင်တော့ပြန်ရိုက်နေကြပြီ။တချို့ဆိုရွတ်ရှင်တွေပါရင်ရိုက်နေကြပြီ။တချို့ကကြတော့လေလာစီရဲ့လောက်ခိုင်မီနိုင်ငံသားထွက်ပြေးသွားတယ်။သူတို့ကတော့ထွက်ပြေးသွားတယ်ဒီနောက်မှာဒီတိုင်းကြံခဲ့တယ်။ဆိုတော့ဒီလိုအခြေအနေမျိုးကိုသူတို့ခံစားခဲ့ရတယ်။နော်တချို့ကကြတော့ CDN လောက်တယ် မြို့ပေါ်မှာလည်းမနေချင်ဘူးတပုံးမှာတခါတွဲလုလိုက်တော့တောထဲမှာတူနာပြူဆိုလို့ရှိရင်လည်းချက်ချင်းပဲဆရာဝန်ဖြစ်လို့ဖြစ်တောထဲမှာပေါ့နော်။ကျောင်းဆရာမဘွားကနေစီဒီယန်လုတယ်တောထဲပြေးသွားတယ် NUG ရဲ့ပညာရေးကဆရာမဖြစ်လို့ဖြစ်ပေါ့။ဒါမဲ့အဲ့ပညာရေးကလည်းဘယ်မှဆက်မတက်လာတဲ့ပညာရေးပေါ့နော်။အဲ့ဒီစီဒီယန်သမားတွေတင်တဲ့ပညာရေးနော်ဖက်ဒရယ်ပညာရေးဆိုလာပါလားမသိဘူး။ဘယ်နိုင်ငံကတက္ကသိုလ်ကြီးနဲ့ပဲချိတ်ဆက်လိုက်တယ်လို့လို့ဘာလို့လဲခလေးတွေရဲ့အချက်လက်တွေယူယူပြီးတော့အမှ အွန်လိုင်းကနေပဲတင်တယ်လို့လို့ဘာလို့လို့နဲ့နောက်ဆုံးတော့အချက်လက်တွေပေါက်ကြားပညာရေးအတွက်တွင်ထားတဲ့ပတ်စံတွေပါလိန်ပြီးကုန်ရောနော်အဲ့လိုအခြေအနေမျိုးတွေအများကြီးကြုံခဲ့ရတဲ့အခါကျတော့ဒီ CDN နေမှာခွေးမဖြစ်ဘူးသူဖြစ်မှာခွေးဖြစ်ချင်လို့ပြပုံတိုးတာပဲဒါကတော့ကျွန်တော်တို့ကတနာစရာတော့အကြောင်းမရှိတော့ဘာဆိုတော့လောက်လေလောက်ကိုလုံးမဲ့အလုပ်ကနိုင်ငံတော်ဝန်ထမ်းဆောင်မှာပြည်သူကိုစားပစ်ပေးရမှာဘယ်သူလက်အောက်တွေဘယ်ဝါလက်အောက်တွေလာမှာပြောနေအစိုးရဆိုတာ၅နှစ်တချိန်ချင်းနေမှာနော်ကိုလုံးမဲ့တော်ဝန်ကပြည်သူကိုစားပစ်ပေးရမှာ ပြည်သူစားပြစ်ပေးရမယ်လို့ပြည်သူပဲတစ္ဆာရှိရမှာနော်ပြည်သူကျမ်းမာရေးမကောင်းတဲ့ချိန်မှာကုသဖို့အတွက်ကိုအဆင်သင့်ရှိနေရမှာဒါတည်းကိုဘဝကိုဖျက်ဆီးတဲ့သူတွေဖြစ်ပါတယ်နောက်နောက်တဲ့နေ့ဘုကမန္တလေးမှာဆိုင်ကယ်တွေနဲ့ခြေကောက်ပွဲဆန်းကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်ခြေကောက်ပွဲလှုပ်ရှားမှုဆန်းကျင်တဲ့အဖွဲ့တွေကိုကြည့်လိုက်တော့မလောက်လေးမလောက်စားတယ်ခြေကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဘာမှမသိဘူးနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့လည်းဘာမှမသိဘူးဒီမိုကရေစီရဲ့နှစ်သာရတော့တောင်းမင်းမသိဘူးစာချက်ပြီးပြောရင်တော့အင်တာဗျူးမှာမဖြေရတဲ့သူတွေဟိုခွေရကြီးလဲနေတယ်လို့ဖြေရတဲ့သူတွေ ဒါ우သူတို့ရေကောက်ပွဲကိုစန့်ကျင်ကြောင်းသူတို့ပြောတယ်စစ်တပ်ကိုကြည်လို့မရတိုင်းရေကောက်ပွဲကိုစန့်ကျင်တယ်ဆိုတော့မဟုတ်သေးဘူးစန့်ကျင်ရတဲ့အကြောင်းပြချက်လည်းရှိအောင်တော်တော်များများကနိုင်ငံရေးနဲ့ပတ်သက်ပြီးငကန်းလုံးသားမလို့တော်တော်ရောက်သွားတဲ့သူတော်တော်များများဂျလီဘီများတယ်အိမ်မှာလုံးမလုံးချင်လို့ကိုယ့်ကိုထွက်ရင်ထွက်ရင်နဲ့ဆန္ဒထွက်ပြရင်နဲ့ဟိုလူကြည့်ဒီလူကြည့်နဲ့ရောရောင်ပြီးသွေးဝင်သွားပြီးတော့တော်တဲ့ပါရင်ပါသွားမယ်ဒါပေမဲ့နိုင်ငံရေးနဲ့ပတ်သက်ပြီးဘာမှမသိဘူးတကယ်ကိုဘာမှမသိဘူးတကယ်တော့သူတို့လူမျိုးတွေစကားပြောကြည့်ကြည့်လိုက်သူတို့အုပ်ချုပ်ထားတဲ့သူတို့ကိုခေါင်းကင်ထားတဲ့လူလေတွေကသာပဲ ီနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့လည်လည်ပတ်ပတ်ပြောရင်ပြောနိုင်လိမ့်မယ်။ဒါပေမဲ့အဲ့ဒီအုပ်ချုပ်ခံထားရတဲ့နဖားကြိုးထိုးခံထားရတဲ့ PDF လိုမျိုးအခုလိုမျိုးဆန့်ကျင်ကြောင်းလိုက်လုံနေတဲ့ UG လိုလိုဘာလိုလိုလူမျိုးတွေကတော်တော်များများကနိုင်ငံရေးနဲ့ပတ်သက်ပြီးဘာနာကန်းလုံးမှမသိဘူး။လွတ်လပ်ခွင့်နေဒီမိုကရေစီတွေသူတို့ကပါဇက်အဲ့ဒါပဲရွတ်တက်တယ်။ကျန်တာဘာမှနားမလဲဘူး။မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့နိုင်ငံရေးပထဝီနိုင်ငံရေးဒါတွေဘာမှနားမလဲဘူး။ဘာဆိုဘာမှနားမလဲဘူး။နော်အဲ့လိုအခြေအနေမျိုးနဲ့ဆန့်ကျင်ကြတယ် ဲ့တော့ပြောချင်တာကရွေးကောက်ပွဲအခုလို့ဆန့်ကျင်လိုက်လို့ရွေးကောက်ပွဲပြတ်သွားမှာလားမပြတ်ဘူးစာရွက်တွေလမ်းမလိုက်ကျဲရုံလောက်နဲ့ A4 ကုန်တာပေါ့ဘာလို့မှာလဲကံကောင်းလို့ရှိရင်ကံမကောင်းလို့ရှိရင်ရှေ့မီပွားတစ်ခုနှစ်ခုလောက်မှာပဲအဲ့ဒီဆိုင်ကယ်အဲ့ဒီရုပ်အဲ့ဒီလူနဲ့ record ဝင်သွားပြီဖမ်းခံရမှာနော်ဒါနဲ့ပတ်သက်ပြီးတော့နည်းနည်းပြောဦးမယ်ပတင်းတပုတ်တက်လာတယ်ရေတပုတ်ဝင်အမျိုးသမီးတူသူ့ကိပေးကနေပြီးတော့ထောက်ပို့လုပ်တယ်ဆိုပြီးတော့ နော်သူမဖို့နေနံပါတ်နဲ့ဖွင့်ထားတဲ့ KPI ကနေထောက်ပို့လုပ်တယ်ဆိုပြီးတော့အဖန်ခံလိုက်ရတယ်တရားစွဲခံလိုက်ရတယ်ပေါ့နော်ပြောရမှာဆိုရင်ဖူးဖွင့်ရေးယူခံလိုက်ရတယ်ဟုတ်ချင်းမဟုတ်ချင်းတဲ့ကျွန်တော်တို့ဘာစဉ်းစားမိလဲဆိုတော့ဒီအားနဲ့ချက်လီတွေသွားတွေ့နေတယ်အချို့ online မှာ KPI အကောက်တွေကိုပလင်းရောင်းနေတာရှိတယ် WP အကောက်တွေ Pay for အကောက်တွေနော်နိုင်ငံခြားဘဏ်အကောက်တွေတောင်ရောင်းနေတာရှိတယ် ID အောင်မိသားအကောက်ဆိုဘယ်လောက် level 2ဆိုရင်ဘယ်လောက်စသဖြင့်ဒီလိုမျိုး internet မှာရောင်းဝယ်ဖောက်ကားနေတာရှိတယ်အဲ့တော့ကျွန်တော်တို့တွေရောကျွန်တော်တို့ရဲ့ဖုန်းနံပါတ်တွေကိုကျွန်တော်တို့ဆိုရင်တစ်လုံးမဲ့သုံးတယ် ကျွန်တော်ဒီတလုံးနဲ့ပဲ KP ဝေ့ပြီးစပြီးအကုန်လုံးကိုကျွန်တော်ဖုန်းတလုံးနဲ့နဲ့ဖွင့်ထားတာအဲ့တော့ဒီတလုံးနဲ့မှာတော့ကျွန်တော်စိတ်ချလက်ချသုံးတယ်ပြဿနာမရှိဘူးဘယ်အကျန်းဖက်မှလထောက်မဖို့ကိုယ့်အကူတော့မထောက်ဖို့နိုင်ဘူးသူတို့ထောက်ဖို့ဘုန်းနဲ့နေတာလားအဲ့တော့နောက်ထပ်ဖုန်းနေမှာရောအဲ့လိုမျိုးမဖွင့်ထားဘူးလို့ကျွန်တော်တို့တိတ်မပြောနိုင်ဘူးတိတ်မပြောနိုင်ဘူးဘလို့နီးနဲ့သူတို့ဖွင့်ကြလဲတော့မသိဘူးတကယ်တမ်းဆိုလို့ရှိရင်တော့ OTP လို့ခေါ်တဲ့ one time password code ကဝင်ရမှာဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ကတ်တွေကတော့ပြဿနာမရှိဟိုးအရင်ကကင်ခဲ့တဲ့ကတ်တွေဖြစ်တဲ့အတွက်ဟိုးမူလတွေကကိုကတ်ဖြစ်နေတာဖြစ်တဲ့အတွက် ဒါတိတ်ပြီးတော့စိုးရင်ဆရာမရှိတဲ့အနေထားဒါပေမဲ့တချို့ကတ်တွေပေါ့နော်အရင်တော့ကျွန်တော်တို့တုံးခဲ့တဲ့ကတ်တချို့ပေါ့ပျောက်သွားလို့ဒါပေမဲ့အခုချိန်ပြန်ခေါ်လို့ရှိရင်အဲ့ကတ်တွေကဝင်နေတုံးမယ်ဖုံးခေါ်လို့ဝင်နေတုံးမယ်ဟိုတခါ Facebook အကောင့်ခွင့်လို့မရလို့ခလေးတယောက်သူဖုန်းဆိုင်ရနေပြီးတော့ကတ်တကတ်ဝယ်လိုက်တယ်ဝယ်ပြီးတော့သူ့ဖုန်းထဲကိုထည့်လိုက်တယ် Facebook အကောင့်ဖွင့်တယ် TikTok အကောင့်ဖွင့်တယ်အဲ့လိုဖွင့်လိုက်တဲ့အချိန်မှာ TikTok အကောင့်ဆိုလို့ရှိရင်ဖွင့်လိုက်တာနဲ့အကောင့်ကြီးပါပါလားကျွန်တော်ကြည့်နေဟာဘယ်လိုဖြစ်လို့အကောင့်ကြီးပါလား တော့ပြောချင်တာကတချို့သောဆင်ကတ်တွေကနော်ဟိုတစ်ချိန်နှစ်ချိန်သုံးထားတဲ့ဆင်ကတ်တွေဖြစ်နေ။အဲ့တော့ရှေ့ပိုင်းမှာသူနဲ့ပတ်သက်တဲ့ user data တွေကဒီဆင်ကတ်တွေမှာတစ်ခါလဲပြန်ပါလာ။ Facebook အကောင့်တို့ TikTok အကောင့်တို့ကအဲ့ဒီမှာတခါလဲဝင်လာယူမယ်ဖြစ်သွားတယ်ပေါ့။ဒါတွေကလည်းကျွန်တော်တို့သတိထားရမယ့်ကိစ္စတွေဖြစ်ပါတယ်။အချို့သောဒီ banking စနစ်တွေမှာအားနည်းချက်တွေ error တွေရှိတယ်ဆိုလို့ရှိရင်ဒါလေးတွေသတိထားရမှာဖြစ်ပါတယ်။ကိုကိုယ်တိုင်တော့ဘာမှမလုပ်ဘဲနဲ့အခုလိုမျိုးခံလိုက်ရတဲ့အခြေအနေမျိုးဖြစ်မှာဆိုလို့ပြောတာဖြစ်ပါတယ်။ဟိုခုနကတော့ ကိစ္စပါနော်ယူကော့ဘွယ်ဆက်ညင်တဲ့ကိစ္စကိုပြန်ဆက်ရမှာဆိုရင်ဒီနေရာမှာစက်ကူအမိုက်တွေကျဲသွားတယ်ယူကော့ဘွယ်ကိုဆက်ညင်တယ်ဆိုပြီးတော့ဒါပေမဲ့အရှိတ်မီပွိုက်ဒီမှာ CCTV တွေပြည့်မလို့ပါဘူး CCTV လည်းအများကြီးပဲမီပွိုက်မှာမဟုတ်ဘူး CCTV အများကြီးအိမ်တိုင်းအိမ်တိုင်းမှာ CCTV ရှိတယ်ဆိုတော့အနည်းဆုံးတော့အဲ့ဒီပတ်ဝန်းကျင်မှာရှိတဲ့ CCTV ၃၄လုံးလောက်ယူစစ် ပြီးဆိုတာနဲ့ဒီလူကဘယ်လူလဲဒီဆိုင်ကဘယ်အားလဲဘယ်ဦးသွားလဲဆိုတာကတွတ်တူပေါ်လာလိမ့်မယ်အဲ့တော့ record ဝင်သွားပြီခုနပြောသလို record ဝင်သွားပြီဖြစ်တဲ့အတွက်ဘယ်ဦးပြေးမလဲ နောက်ခုနကတော့ဒီ KP နှစ်ခါဖြစ်နေတဲ့နော် KP နဲ့ထောက်ပို့လုပ်တယ်လို့ပြောတဲ့အမျိုးသမီးပေါ့နော်ရဲအမျိုးသမီးရဲတပ်သားအမျိုးသမီးကပင်လောင်းမှာသွားမိတယ်။ဒါ PSM စနစ်နဲ့နော် tablet ရတဲ့ချိန်မှာဒါထောက်ပို့စင်းနဲ့ဝင်နေတယ်။သူ့ကိုယ်သူလည်းအဲ့ဒါမသိဘူးလို့သူ့မိသားစုကပြောပါတယ်။နော်သူအမှုဖွင့်ထားတဲ့မန်လီတိုင်းရဲတပ်ဖွဲ့အောက်ကအုပ်ချုပ်မှုအောက်ကရဲစခန်းကဖွင့်ထားတာ။ဒါပေမဲ့သူ့ကိုယ်သူမသိဘူးလို့တော့ပြောတယ်။အဲ့တော့အခုလည်းအဲ့လိုပဲပြောခြင်းတယ်။နော်ကိုယ့်ကနေကိုပြေးလွတ်တယ်ဆိုပြီးပြေး ဒီကနေ့ပြေးသွားပြီးတော့ဖန်မျိုးထွက်မှာမှသွားမိကျင်လည်းမိမှာဂျားထဲမှာဂိတ်ဒီမှာအเจ้าမျိုးเจ้าနဲ့လွတ်သွားလို့ရှိရင်တော့မှဖန်မျိုးထွက်လာမှသွားမိမှာမန္တလေးကထွက်ရန်ကုန်ဝင်လည်းမိမိမှာစသဖြင့်ပေါ့ဒီလိုမျိုးအခြေအနေမျိုးတွေကတနေရာမှုတနေရာမှာဂျုံသွားမှာအဲ့တော့တချို့ကောင်လေးတွေယူယူမမိုက်မလုံနဲ့လို့ပြောချင်တယ်နော်နိပညာတွေကတိုးတက်လာပြီနိပညာတွေကတိုးတက်လာပြီအခုခုကိုတိတ်လေတယ်ထင်ပြီးတော့ငါတို့ကလူငယ်တွေပဲငါတို့လောက်မင်းတို့မသိပါဘူးဆိုပြီးတော့ဟိုအာနာစထင်းကကြတော့ တမရောဘာပြောလဲနိဗ္ဗာန်နားမလဲတဲ့လူတွေနော်တမရောကောင်းဆောင်နေနိဗ္ဗာန်နားမလဲတဲ့လူတွေတမရောမှာရှိတဲ့တမရောသားတွေနိဗ္ဗာန်နားမလဲတဲ့လူတွေအင်တာနက်လိုင်းကိုကကြီးနဲ့ညက်ဖြတ်တယ်လို့နော်လိုင်းကျိုးတွေကိုဒါနဲ့ခုတ်ဖြတ်တယ်လို့တော့သူတို့ဘယ်လိုပိတ်ရမလဲဆိုတာမသိဘူးဆိုတဲ့ပုံစံမျိုးတွေအဲ့ဒီချုံချုံနဲ့အဲ့ချုံချုံနဲ့သူတို့စီမှာကအချင်းလေးចောင်းရတစ်ခုကြောက်တာခဏတာဖျူဖျဲဖြစ်ရင်ဖြစ်သွားလိမ့်မယ်နောက်ပိုင်းပြန်စုစည်းမိသွားတယ်ဆိုလို့ရှိရင်ကိုထင်တာတော့ဘူးကြောက်စရာကောင်းတယ် ။ဒါလေးတော့နားလည်ထားဖို့လိုတယ်။နောက်သတင်းလေးပို့ကတော့ကျမောက်တောင်ဆယ်ရေပူလွဲရနေရေရှမ်းကြတာကြောင့်ကျောက်ပောင်မိထီလာကာလမိုင်းမှာရေကျော်ပြီးတော့တရားတစင်းရေတိုက်စားပြီးကျိုးကျခဲ့တယ်လို့သိရပါတယ်။ဒီတရားတစင်းရေတိုက်စားပြီးကျိုးကျခဲ့တာကြောင့်အဲ့ဒီပတ်ဝန်းကျင်မှာကားအစီပေါင်းများစွာပိတ်မိနေတယ်လို့သိရပါတယ်။နောက်သတင်းလေးပို့ကတော့အဲကျွန်တော်တတိပေးချင်နေတာလဲကြာပြီ။အဲ့ဒါကတော့ Elon Musk ကလုတ်ခဲ့တဲ့ကိစ္စပေါ့နော်။ Elon Musk ကသူ့ရဲ့ X account ပေါ့နော် Twitter account မှာ post ခုကိုသူ share လိုက်ပါတယ်။အဲ့ဒါကတော့ Netflix ကနေပြီးတော့ကလေးငယ်တွေကိုလိန်တူကိစ္စတွေမှာလက်ခံမှုအတွက်တိုက်တွန်းသိမ်းသွင်းတဲ့ပုံစံမျိုးရုပ်သံအစီအစဉ်တစ်ခုလုပ်ခဲ့တယ်။ဒါကို Elon Musk ကနေပြီးတော့တပိတ်မှောက်ဖို့အတွက်ပေါ့။ဒါနဲ့ပတ်သက်ပြီးတော့ကန့်ကွက်ဖို့အတွက် Elon Musk ကသူ့ရဲ့ Twitter အကောင့်ကနေသူ့ရဲ့ X အကောင့်ကနေတင်လိုက်တယ်။တင်လိုက်တဲ့အချိန်မှာ Netflix ရဲ့ share တန်ဖိုးပေါ့နော်။ share share စီးထိုးကြ။၃လရက်အတွင်းမှာဟို ဒေါ်လာဘီလီယံပေါင်းများစွာထိုးကြတာအဲ့တော့ဒါကတည်င်းပဲဒါပေမဲ့ကျွန်တော်တို့ပတ်ဝန်းကျင်မှာကျွန်တော်တို့ဗာမြင်လာရလဲဆိုတော့အချို့အသက်မပြည့်သေးတဲ့ကလေးတွေဒီချိန်မှာစိတ်ကစားလွယ်တဲ့အချိန်မှာကျွန်တော်တို့ကလူတိုင်းကိုနားလဲပေးတယ် LGBT တွေဘာတွေညာတွေအကုန်လုံးဖြစ်တည်မှုပြီးသွားတဲ့ကိစ္စကိုကျွန်တော်မပြောဘူးသူ့ဘဝနဲ့သူဆက်ပြီးရက်တည်လိုက်ဒါပေမဲ့လူမမဲရွယ်ကလေးတွေကို LGBT ဖြစ်ဖို့အတွက်အတင်းတိမ်သွင်းစည်းရုံးနေတာတော့ကျွန်တော်မကြိုက်ဘူး တော့ဒါမျိုးလဲဥပဒေရှိတယ်ဆိုလို့ရှိရင်တော့ဒါတေချာပေါ့အေးအေးရမယ့်ကိစ္စဖြစ်တယ်။ဆိုတော့ကျွန်တော်လည်းရှုတ်ချတယ်။ဆိုတော့သူ့ရဲ့ဘဝဖြစ်တည်မှုကိုညင်ညင်သာသာနဲ့မိဘတွေကစနစ်တကျထိမ့်သိမ့်ပြီးတော့ဓမ္မတာနဲ့မဆန့်ကျင်တဲ့ပုံစံမျိုးသွားမှသာလဲအဆင်ပြေမှာဖြစ်ပါတယ်။အခုကငငယ်ရွယ်နဲ့ဒီကလေးတွေကိုယောက်ျားလေးတွေဆိုလဲခြောက်သွားရအောင်မိန်းကလေးတွေဆိုလို့ရှိရင်ယောက်ျားစိတ်ပေါအောင်ဒီလိုအမျိုးမျိုးတင်သွင်းလိုက်လို့တဖြည်းဖြည်းနဲ့အချောက်တွေများလာတာ။ကျွန်တော်တို့တို့ကိုခွဲခြားပြီးပြောတာတော့မဟုတ်ဘူး။အဲ LGBT တွေမခွဲခြားဘူး။ဒါပေမဲ့ပြောချင်တာငငယ်ရွယ်အချိန်မှာတော့အဲ့ဒီကလေးတွေရဲ့ ခေါင်းလေးကိုမူမမှန်တဲ့စိတ်ကိုမထည့်ပါနဲ့။နော်အခုဖြစ်နေတဲ့လင်းစိမ့်မတူညီတဲ့သူတွေဖြစ်ချင်လို့ဖြစ်လာတာမဟုတ်ဘူး။ငငယ်တော့အကြောင်းပြချက်တစ်ခုကြောင့်ဒီလိုအခြေအနေဖြစ်လာတာ။ဒါပေမဲ့သူတို့ပြန်မယုံထွက်နိုင်တော့ဘူး။အခုချိန်မှာမေးကြည့်လိုက်။ဘာဖြစ်ချင်လဲ?ယောက်ျားဆက်ဆက်ပဲဖြစ်ချင်ပါဘောသူတို့။ဒါမဲ့လေသူတို့ရဲ့လင်းစိမ့်ခံယူချက်ကွဲပြားသွားခဲ့တယ်။အဲ့တော့ဘယ်လိုပဲကွဲပြားနေပါစီဦးတော့ပြီးခဲ့တဲ့ကိစ္စတွေပြီးပါစီတော့ဒါပေမဲ့ငယ်ရွယ်တဲ့ကလေးတွေကိုတော့ဒီလိုဖြစ်ဖို့တိုက်တွန်းတဲ့လုပ်ရက်တွေကိုတော့ကျွန်တော်တို့ရှုတ်ချအောင်ဖြစ်ပါတယ်။နော်။ဒီလိုကိစ္စတွေက ်မိဘတွေအတွက်လည်းစိုးရိမ်စရာဖြစ်ပါတယ်เนาะမိဘတွေအတွက်အတတ်နိုင်ဆုံးထိန်းသိမ်းမှုလိုပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းတွေကဒါကျွန်တော်တို့ ਨੇ တိတဲ့အတိုင်းဝိုင်းနေကြတယ်မှာလေဒီလိုပြဿနာဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်လည်းစိတ်နှောက်ယှက်ဖြစ်ရတယ်ငယ်ရွယ်တဲ့ကလေးတွေကိုစီယုံသိမ်းသိမ်းတာတွေဒါမျိုးတွေရှိနေပါတယ်ဒါလေးတွေမိဘတွေအနေနဲ့ကို့သားသမီးတွေကိုဂရုစိုက်သွားဖို့လိုပါတယ်နောက်တစ်တင်းတော့ကကြောက်မင်းရနေပြီးတော့စစ်ရှုံးပြီးဆုတ်သွားတဲ့ TNL ကတီဘောကဆေးရုံသုံးပစ္စည်းတွေ ပြည်သူလူထုပိုင်တဲ့ transformer တွေအစိုးရရုံးတွေမှာရှိတဲ့တမူကြီးပစ္စည်းတွေကိုစပြီးတော့ခိုးနေပါပြီเนาะဘယ်ကိုခိုးနေလဲတော့မပြောတတ်ဘူးเนาะခိုးနေပြန်ပြီနောင်ချိုမာတွေကခိုးလာတာကြောက်မဲမှာလည်းခိုးတယ်ဒီဘောမှာလည်းထပ်ခိုးပြန်ပြီပြီးရင်စစ်တပ်ကိုလွှဲချအောင်ကျင်းရကောင်းတာမဟုတ်ဘူးเนาะအခုဒေသခံပြည်သူတွေကတော့ပြောတယ် transformer တွေကစဖြုတ်ခိုးနေပြီတဲ့เนาะဆေးရုံသုံးပစ္စည်းတွေလည်းခိုးနေပြီပြီးခဲ့တဲ့ရက်ပိုင်းကလည်းဗမာ မမမလုံးညတော့ခုနေဆုတ်သွားလိုက်တယ်။ဝေးကြီးဆိုတာတော့မဟုတ်သေးဘူးမြို့ပြင်မှာပဲရှိသေးတယ်။အရင်မြင်းချင်းချက်သေးဘူး။အဲ့ဒါဆက်ပြီးတော့ဗမောက်မြို့ထဲမှာဆေးရုံသုံးပစ္စည်းတွေခါတဲ့ကားတွေနဲ့တိုက်တဲ့ခိုးဆက်ပြီးဒီလို PDF တွေလုတ်နေရလဲကျွန်တော်မြင်ရတယ်။အဲ့တော့ဒါတွေကနိုင်ငံတော်ပိုင်းပြည်သူပိုင်းပစ္စည်းတွေဖြစ်တယ်။နော်ကုခိုင်စော်ရဲ့ဗီဒီယိုတွေပို့တယ်မှာဆိုကျွန်တော်တွေးလိုက်တယ်။ကားတစီမိသက်ကားတစီ2000ပြည်နှစ်တည်းကပြည်သူတွေပတ်စံစုပြီးတော့အမိသက်ကားကိုဝယ်ထားတာ။2000ပြည်နှစ်တည်းက25နှစ်ရှိပြီပြည်သူပိုင်းကားပြည်သူပိုင်းမိသက်ကား ိတ်ကာဝတီအနာတွေမိရှုသွားတယ်ပြည်သူတွေပိုင်တဲ့ပစ္စည်းကိုအခုလိုမျိုးမတရားသဖြင့်ခိုးယူဖျက်ဆီးနေတဲ့သူတွေအနေနဲ့စစ်ရှုံးမှာပဲစက်တိုက်ရှုံးမှာမန်တုံတို့နမ်ဆန်တို့နမ်မတူတို့အကုန်ရှုံးမှာနောက်တစ်ရင်းနဲ့ဘုတ်ကတော့စတစ်ကော်လာအဖြူလေးတွေနဲ့ပစိုးလေးတွေနဲ့ကောင်လေး30အလင်းဝင်ပါတယ်အဲ့ဒါကတော့ရှေ့ပိုင်တိုင်းစစ်ဌာနချုပ်တောင်ကြီးပေါ့နော်ရှေ့ပိုင်တိုင်းစစ်ဌာနချုပ်မှာအလင်းဝင်နေတာဖြစ်ပါတယ်လက်နက်လေးလက်နဲ့ခရမ်းအနှဲငယ်ပါတယ်ပေါ့နော် ဆိုတော့ပြစ်မှုကျူးလွန်ခြင်းမရှိဘူးလို့တော့ပြောတယ်ဒီလူငယ်30ဦးကိုခံဝန်ကတိတွေနဲ့မိဘတွေလက်တွေကိုပြန်ပြီးတော့လွှဲပြောင်းပေးအပ်လိုက်တယ်လို့သိရပါတယ်ဒါတော်တော်များတဲ့ပမာဏလို့လည်းပြောလို့ရတယ်ပေါ့နော်အဲ့တော့ PDF လူငယ်လေးတွေအနေနဲ့အခုချိန်ဆိုရင်သူတို့လိုပဲမိသေးတယ်နော်ကိုကိုရန်ကတဏ္ဍမရှိလို့စစ်မထွက်တိုက်ရလို့စခန်းထဲမှာအိတ်လိုက်စားလိုက်လိုင်းမုံမှာပေါက်ကရထိုင်ရေးလိုက်ဆိုတဲ့အဖွဲတွေစိတ်ညစ်နေကြမှာပေါ့အခုချိန်မှာအလင်းဝင်လို့မိပါသေးတယ်နော်လင်းဝင်ကြပါ လင်းမဝင်လို့ရှိရင် TNL လို့ပြီးရပါလိမ့်မယ်။နော် TNL လို့တည်ရပါလိမ့်မယ်။နောက်သတင်းဘုံကတော့သတင်းကြိုးပိတ်ရက်ကာလမှာမြမမီရထားအနေနဲ့အထူးရထား၃စီးတူပြီးပြီးဆွဲပြီးမယ်လို့သိရပါတယ်။နောက်သတင်းကြိုးပိတ်ရက်မှာရန်ကုန်ပြည်နဲ့ရန်ကုန်မော်လမြိုင်အစုံစံသွားလာမဲ့အထူးရထား၃စီး တို့ချက်ပြည့်စွဲပြီးသားမယ်လို့မြမမီးရထာကပြောပါတယ်။ဂျန်နက်ခီးစင်ုံတော့ပုံမှန်တိုင်းပြည့်စွဲပြီးသားမယ်လို့သိရပါတယ်။ရထာလက်မှတ်တွေကိုတော့ခီးသွားမဲ့နေ့မတိုင်ခင်ပေါ့၃ရက်လောက်အလူကနေစပြီးတော့ကြိုတင်ဝယ်ယူထားပေးဖို့မြေတားရခံထားတာရှိပါတယ်။နောက်တစ်နေ့တစ်ပုတ်ကတော့ဒေါ်လာဈေး3950ဖြစ်ပါတယ်။အဲ့တော့4000အောက်ကိုနှစ်နှစ်လောက်အတွင်းမှာပြန်ဆင်းနေပေါ့နော်။တကယ်လို့ပြောရင်ဒေါ်လာဈေးတက်လို့ရှိရင်ကျွန်တော်ကတော့ကျွန်တော်ကျွန်တော်ကိုဂျိုးကတော့ကောင်းတယ်။ အဲကျွန်တော်က YouTube ကနေ monetization ရတယ်ဆိုဒေါ်လာစီးတက်တယ်ဆိုကျွန်တော်ပတ်ဆက်ပိုးရတယ်ဒါပေမဲ့အခုလိုကျသွားတော့ပြည်သူတွေအတွက်ပိုပြီးအဆင်ပြေတယ်ကျွန်တော်ကတော့ဒေါ်လာစီး1000ကျော်လောက်ရှိကိုကျစေချင်တယ်နော်1000ကျော်1500လောက်နဲ့ရှိတာပိုပြီးကောင်းတယ်အဲ့ခါကျရင်စီဘူးရောကုန်စည်နှုန်းတွေရောလိုက်ကြမှာပေါ့လက်ရှိချိန်မှာဒေါ်လာစီး3950ဖြစ်ပေမဲ့ကုန်စည်နှုန်းကတော့လိုက်မကျသေးဘူးနော်ကုန်စည်နှုန်းမကျသလိုပဲခြားသောအဲလူပတ်ဝန်းကျင်မှာရှိနေတဲ့စားတောက်ကုန်စည်နှုန်းတွေလည်းမကျသေးပါဘူး ။ဘာကြောင့်မကြတာလဲကျွန်တော်လည်းမပြောတတ်ဘူး။ကျွန်တော်တွေးမိတာတစ်ချက်ကကြတော့ကျွန်တော်တို့ပြည်တွင်းမှာပြည်တွင်းမှာထုတ်ကုန်တိုးမြင့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြည်တွင်းမှာရှိတဲ့အဲစားရိတ်ခါဖူလုံလာမယ်ဆိုလို့ရှိရင်အဲပြည်ပကတင်သွင်းမှုနည်းတယ်ဆိုလို့ရှိရင်နော်ဒေါ်လာစီးလဲကျမယ်ပြည်တွင်းမှာကျွန်တော်တို့အစားထိုးထုတ်ကုန်တွေကြောင့်ပြည်တွင်းမှာရှိတဲ့ထုတ်ကုန်တွေလည်းဈေးသက်သာမယ်ပေါ့နောက်ပြီးလို့ရှိရင်ငင်းချက်မှုလည်းလိုတာပေါ့ငင်းချက်မှသာလျှင်ကျွန်တော်တို့ထုတ်ကုန်များများရမယ်ပြီးလို့ရှိရင်ဘော်ဒါထွက်တီကောင်းကောင်းရလို့ရှိရင်ကုန်စည်နှုန်းတွေကကျသွားနိုင်ပါတယ် ဒေါ်လာဈေးကျပြီးလို့ရှိရင်ခြားသောကုန်စည်လုံးရွှေဈေးစီးဈေးကားဈေးဒါတွေပါလိုက်ကျစေချင်ပါတယ်မဟုတ်လို့ရှိရင်ကျွန်တော်ပြည်သူတွေအတွက်ကဒါမိုးကျနေတဲ့အချိန်ဒီတည်းဖြစ်ပါတယ်နောက်သတင်းတစ်ပုဒ်ကတော့ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင်သုံးကွာမြို့နယ်ပင်လယ်ကမ်းဆက်မှာရန်ကုန်ဘုမဲ့စစ်ကြောယူသွမူရစ်စေဝါထုတ်လုပ်နိုင်တဲ့ကုန်ကျန်းပစ္စည်းတွေပေါ့အမြောင်များကိုဖန်ဆီးရမိခဲ့တယ်လို့သိရတယ်ငားတွေထည့်တဲ့၅ကိလိုပေါ့နော်အဲ့ဒီပုံးတွေအဲ့ဒီရေခဲပုံးလိုပုံစံမျိုးတွေထဲမှာထည့်ထားတယ်လို့သိရတယ်ဘလောက်များတယ် ဘသူတွေတည်လာတယ်ဘသူတွေနဲ့ဆက်ဆက်တယ်ဆိုတော့မသိရသေးဘူးတတင်းတွေထဲမှာတော့တော်တော်များတယ်လို့သိရတယ်ဆိုလို့ရကုံချမ်းတွေကိုရန်ကုန်ကိုပို့မယ်ဆိုတော့ရန်ကုန်ကနေတဆင့်ဘဲဟုဆက်ပို့မှာလဲဖုံရင်ရန်ကုန်မှာပဲဒီကုံချမ်းတွေကိုကုံကြောထုတ်မလို့လားဆိုတော့ကျွန်တော်တို့အဲမတည်ဘူးပေါ့နော်ဒီလိုဖမ်းမိသွားတာကနည်းနည်းတော့ရက်ကြပြီရက်ကြလို့လည်းကျွန်တော်လည်းထုတ်ပြောတာပေါ့နော်ဆိုရဘက်ကတော့တတင်းမထုတ်ပြန်တော့သေးဘူးထုတ်ပြန်တော့သေးဘူးပေါ့နော်ဒီလိုဖမ်းမိသွားတာရက်ကြမှကျွန်တော်တို့ထုတ်ပြောတာဖြစ်ပါတယ်ဘာကြောက်လဲဆိုတော့ထွက်ပြေးသွားမှာဆိုလို့ပါနော် ကုံကြောထုတ်နေတဲ့သူတွေကတကယ်တမ်းရန်ကုန်မြို့ထဲမှာရှိတယ်ဆိုရင်ထပ်ပြေးသွားမှာဆိုလို့ပါအများဆုံးအေးအေးယူဖမ်းဆီးနိုင်ပါစီလို့ဆုတောင်းပါတယ်နောက်တစ်နေ့ဘုတ်ကတော့အော်တိုဘာလ3ရက်နေ့ကတပိတ်ချင်း9မိုင်နားမှာရှိတဲ့ကြောက်ဖားဖျားမှာအခြေပြုနေတဲ့ TNL PDF ဖုတ်ဝင်တွေကိုလုံညိုးတဖုတ်ဝင်နေနေမရှင်းလင်းတိုက်ခိုက်ရမှာ TNL တလောင်း PDF တလောင်းတနက်နှစ်လက်သိစီရမိခဲ့တယ်လို့သိရပါတယ်နောက်တစ်နေ့ဘုတ်ကကြတော့အမ်ဘဒန်လမ်းမပေါ်မှာရှိတဲ့နောင်ရွာ နောက်ရမှာအခြေပြုလှရှားနေတဲ့ AA နဲ့ချင်း PDF အရှူလားမသိဘူးပြီးတော့မကွေး PDF ပေါ့ PDF မကွေးတင်တယ်အဲ့ဒီအဖွဲတွေကို dropon ချတိုက်ခိုက်တဲ့ရုပ်တံကျွန်တော်မြင်လိုက်ရပါတယ်အဲ့ dropon ချတဲ့ထဲမှာပထမတစ်ခါချလိုက်တယ်ဒဏ်ရရသွားတယ်အဲ့တော့ခက်တဲ့ထည့်ပြီးထမ်းသွားတယ်တပင်တပင်အောင်မသွားစုနေတယ်နောက်တစ်လုံးထက်ကြတယ်လို့ရဲကြတယ်အမှထက်ပြီးတော့အတုံးယုံနေလဲပြီးတေကြတယ်ဆိုတော့ဒါကကျွန်တော်တို့မြင်ခွင်းဒါပေမဲ့တည်င်းထဲမှာတော့အဲ့လိုမဟုတ်တည်င်းထဲမှာတော့ အဲ့ဒီမှာတိုက်နေတဲ့လူမျိုးတဖုတ်ဝင်တွေကဘလောက်တောက်လဲကြတယ်ဆိုတဲ့အကြောင်းပြည်ပြည်လောက်ကောင်နေပေါ့နော်စစ်တပ်ကလည်းစစ်တပ်ကကြွေးတဲ့ထမင်းလဲစားသွားသေးတယ်။နော်စစ်တပ်ကလည်းထွက်ပြေးသွားသေးတယ်။ဟိုရောက်တော့စစ်တပ်ကိုဖောင်းထိုင်ထုပြီးထမင်းထိုင်စားနေတဲ့လူတွေရှိတယ်။အဲ့လိုလူတွေကစစ်တပ်ကဘလောက်ခံနေရအောင်ပြောတယ်ဒီ drone ဖိုင်ကြည့်တာနဲ့သိတာလေ။အေးဘလောက်သိလဲဆိုတာပေါ့နော်။ဒါပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းကတမလို့သားအချို့ကိုဖမ်းမိတယ်ဆိုပြီးတော့ PRA မကွေးဆိုတဲ့အကြံဖတ်ဖွဲ့ကထုတ်ပြန်လာတာရှိပါတယ်။စုစုပေါင်း29ဦးကိုသူတို့ဖမ်းထားတယ်ဆိုပြီးတော့အချုပ်ခန်းထဲမှာရိုက်ထားတဲ့ဓာတ်ပုံတပုံကိုလည်းထုတ်ပြန်လာတာရှိပါတယ်။ဒီနေ့တော့သတင်းတွေကတော့ဒီလောက်ပါပဲခင်ဗျာ။ချစ်ရှုအားပေးတဲ့သူတွေတယောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ်။မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျာ။ကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ GP WP ERP CBV ဖုန်းနံပါတ်တွေဖြစ်တဲ့39 480 398ကိုဒါတိုက်ရအကောက်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ်။ GP WP ဖွင့်ပြီးတော့ ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မယ်ဆိုကျွန်တော်နာမည်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လှုပ်ဆောင်နေတဲ့ဒီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ